အသားရေကောင်းဖို့အတွက်မျက်နှာကိုနှင်းစီတိရောက်စွာတန့်စင်ပေးဖို့လိုပါတယ်။ Masuri Flora ဖတ်တဲ့ကျဲဖောင်းမှာတဘာဝပန်းပွင့်ပတ်လေးတွေပါဝင်လာကြောင့်မျက်နှာကိုတေချာစွာတန့်စင်ပေးပြီးအသားရေကိုနှူးညံ့စုပြေးလာစေပါတယ်။ Masuri နဲ့အတူလှပခြင်းကိုလက်ကမ်းကြိုဆိုလိုက်ရအောင်။ Masuri မန္တလေးတိုင်းအစိုးရအဖွဲ့ကကြီးမှုကျင်းပတဲ့290ပြည့်အာဇာနည်နေ့အခမ်းအနားကိုဇူလိုင်လ19ရက်နေ့မှာချမ်းမြသာစီမြို့နယ်မှာရှိတဲ့မန္တလာတီရီအစိမ့်အာဂသာကွင်းမှာကျင်းပခဲ့ပါတယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့မန္တလေးတိုင်းအစိုးရအဖွဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေပြည်သူလူထုတွေက အောက်မေ့ဖွယ်လွမ်းသူပန်းခွေလွမ်းသူပန်းချင်းတွေချပြီးကာရဝပြုခဲ့ကြပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အာဇာနည်နေ့ကိုကျင်းပပြုလုပ်တာဖြစ်ပြီးမန္တလေးတိုင်းအစိုးရရဲ့စီယုံလှုပ်ဆောင်မှုကြောင့်တရက်တအားပါဝင်တက်ရောက်လာတဲ့မန္တလေးတိုင်းစစ်တပ်ကတော်ပေါမောခချုပ်ကတော့မြန်မာနိုင်ငံတိုးတက်ဖို့ ကြာရနေရာကနေပဝင်သွားဖို့တန်လေးပြန်ချခဲ့တဲ့အကြောင်းအခုလိုပြောပါတယ်။မှန်တော့ရသဆိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့သူကတော့ဒီဟာဟိုပါပေါ့ပြည်သူလူထုပေါအောင်ပဝင်မှုကတော့ပိုများလာတယ်လို့ထင်တယ်ဗျာသူကဌာနဆိုင်ရာမဟုတ်လို့သားပြည်သူတွေကလည်းဒါလူလူလားလားနဲ့အစံနေခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးကိုတော့အကုန်ပြုကျင့်နေတယ်လာကြတယ်ဒီမှာခမ်းမကြီးသွားဒီကရင်မြင့်ကြီးတခုလုံးမှလည်းပြည့်ကျက်ညံ့နေတာပေါ့လေဒါဘုံကျုံနဲ့အာဇနီခေါင်းဆောင်ကြီးကိုလေးစားတဲ့စိတ်နဲ့ပေါ့ဘုံယူတဲ့စိတ်နဲ့ပေါ့ဒီနော်အဲ့ဒါမျိုးလေလာကြတာပါဗျာအာဇနီခေါင်းဆောင်ကြီးကျိုးပန်းခဲ့တဲ့ဒါလွတ်လပ်ရေးကိုလည်းဒါကျွန်တော်တို့ဒီလက်ရှိ တာဝန်ရှိတဲ့လူတွေကနေပြီးတော့ဆက်လက်ပြီးတော့တာဝန်ယူအကုန်ပြောင်းတာဝန်ထမ်းဆောင်ရမှာပေါ့လေဆက်လက်ပြီးတော့လွတ်လပ်ရေးကိုထိန်းသိမ်းကာကွယ်ရမယ်မျိုးဘာသာသာသနာကိုစောင့်ရှောက်ရမယ်ဆိုတဲ့အဲအသည့်စိတ်ပညာတွေဒီနေ့မှာတနေ့ထံချမိပါလေဗျဆက်လက်ပြီးတော့လည်းသူကမန္တလေးတိုင်းဒေသကြီးရောညီမနိုင်ငံတော်ကြီးရောဆက်လက်ပြီးတော့တိုးတက်ဖွံ့ဖြိုးအောင်ကျွန်တော်ကြာရကဏ္ဍကနေပြီးတော့ထမ်းဆောင်သွားဖို့အတွက်အဲတနေ့ထံချထားပါလေဗျဘူဂျုံအောင်ဆန်အပါအဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးခဲ့တဲ့မနက်09:38မိနစ်မှာတော့အော်အော်ဆွဲဆန်း ကာဟွန်းတန်တွေနဲ့ဂုံပြုခဲ့ပါတယ်။ပြည်သူလူထု8000ကျော်တက်ရောက်ကာရဝတ်ပြုခဲ့ကြသလိုအာဇာနည်နဲ့အထိတ်အမှတ်ပြကန်လည်းပြသထားပါတယ်။အုပ်ဩတန်ကြားရင်ဝန်내ပြီးနှမျောတတစိတ်ဖြစ်မိတယ်လို့ပြောလာသူနဲ့တံမိုးထားရတဲ့လူတွေဆုံးရှုံးခဲ့ရလို့လာရောက်ကာရဝတ်ပြုပါတယ်လို့ဆိုလာသူတွေကတော့ဒီကောလာတဲ့ခံစားချက်ကတော့အာဇာနည်နေ့ဆိုတာနဲ့ဒီဝေကျုပ်တို့လောက်ကြံခံရတဲ့သမိုင်းနဲ့ရှင်ပြီးတော့ ိုင်အော်အံတော့ကြားလို့ရှိရင်ဝမ်းနေတာပေါ့နော်ဝမ်းနေပြီးတော့နှမျောတသစိတ်တို့ရောအဲ့လိုတော့ခံစားရတော့ပေါ့။အဲတိုင်းပြည်အတွက်အရေးကြီးတဲ့ပေါ့တမိုးထားရတဲ့လူတွေအာဆုံဆုံသွားရတဲ့အတွက်တို့တို့အတွက်ဒီအောင်းမေတ္တာတို့အပြင်ဒီလာရောက်ခါတော့အမေချင်းဖြစ်ပါရဲ့ရှင်။